အခုဆိုရင်ကျွန်တော်တို့မျိုးသမီးငယ်မျိုးစင်ငယ်များကတည်တည်တွေ့နေပါပြီအာတမနောသူမနောသူမေရောဘုရောဖုံတော့စီနောခေါ်တော့ဒုက္ခဝါရီအပိသနာတေနမဟတာမိတာတရာချစ်ချင်းမြတာပြီးတဲ့အမျိုးသမီးတွေအဲ့ဒါကတော့တခုလက်တွေပါဘာဖြစ်လို့လဲဆိုတော့သူတို့မှအဲအိမ်အောင်ဖက်တော့မရှိတော့ဘူးဒါပေမဲ့သားသမီးတွေရှိရှိနေတယ်အဲ့ဒီသားသမီးတွေကိုလည်းသူတို့ကချစ်ချင်းမြတာတွေမယုတ်ရော့သေးဘူးဒါပေမဲ့သူတို့ကိုချစ်တဲ့သူတွေကိုလည်းသူတို့တွေ့ကျင်တယ်ဟာတခုလက်တွေဆိုတာဟုတ်တယ်မှာဒါစေဖို့ဝဲကတော့ပီယာဒနာစေဖို့ဝဲလို့ ခေါ်ပါတယ်ပြည်ထနာဈေးဝပွဲဆိုတာကမြစ်တာရဲ့နောက်မှာစီးတဲ့ဥစ္စာလိုက်တယ်ပေါ့နော်အဲ့လိုလူချင်းလူတွင်ပေါ်တယ်ဆိုရင်အစားတောက်အစားကျွေးမယ်မွေးမယ်ချစ်မယ်ခင်မယ်ပေးမယ်ကဲမယ်ပေါ့နော်အဲ့ကြောင့်မို့ဒီဟာကိုပြည်ထနာဈေးဖော်ပွဲပေါ့ငယ်တဲ့သူတွေကြတော့စမ်းပွင့်ခြင်းလေအပွင့်လုံအောင်သုံးရင်အများကြီးသုံးရင်လားဒဗလင်းလုံးလောက်ချပြီးသုံးရင်ဟိုကလည်းကိုရှင်းရမှာဒီနေ့ကတပေါင်းလာပြည့်နေပေါ့နော်ကျမတို့အနေနဲ့ကတော့ ပေါင်းစည်းစီတဲ့ဓာတ်ကလေးယူတာပေါ့နော်မြစ်တာအရာဒီနေ့ကပေါင်းစည်းစီတဲ့ဓာတ်လေးကိုယူတယ်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့ဆေးဖော်ပွဲလေးပါဆေးဖော်ပွဲကတော့ပီယာဒနာဆေးဖော်ပွဲလို့ခေါ်ပါတယ်ပီယာဒနာဆေးဖော်ပွဲဆိုတာကမြစ်တာရဲ့နောက်မှာစီးစိမ်ဥစ္စာလိုက်တယ်ပေါ့နော်အဲ့လိုလူချစ်လူကွင်ပေါ်တယ်ဆိုရင်အစားတောက်အစားကျွေးမယ်မွေးမယ်ချစ်မယ်ခင်မယ်ပေးမယ်ကဲမယ်ပေါ့နော်အဲ့ကြောင့်မို့ဒီဟာကိုပီယာဒနာဆေးဖော်ပွဲပေါ့အဲအဲ့ဒါဒီစီရင်လေးရတယ်ပီယာဒနာဆေးဖော်ပွဲတော့ဒီနေ့ကပြုတ်လောက်တာဖြစ်ပါတယ် နမောတန်ကဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓသာလွန်ခဲ့တဲ့နှစ်ပေါင်း20ကျော်ကလေးကဗတ်ဆိုင်မြင့်တင်ခါနဲ့အတူနေစဉ်ကလေးကကျမတို့ကအတူတကွဟာလာဗားနဲ့အတူတကွအာချန်နယ်မာလီတွေကမော်ပြမြန်သလင်းချန်မာလီတုံးတွေကအတူဖော်ဆက်ခဲ့တာပါအဲကျမတို့ကအဲ့တုန်းကတန်တီဖြစ်နေနေတာပါအဘနမ်ပါနော်အဘဆရာကြီးမင်းသင်္ခါနဲ့တန်တီဖြစ်နေနေတာပါအဲ့တော့ဒီဆေးမှာကကြတော့ကျမတို့ကပါဝင်ပစ္စည်းလေးနေနေပြုတ်ပြမယ်ပေါ့နော်အဲ့ဒါတော့ဟိုပစ္စည်းကိုပြုတ်ပြတာအဲ ။ဗာလဲဆိုရင်ကျမတို့ကမုံညင်းစီပေါ့။မုံညင်းစီကစီးကတ်တက်တက်နော်။တလိုက်တုံးပေါ့။တလိုက်တုံးကတော့သူကဆွဲငင်တဲ့တက်လီပေါ့နော်။နောက်တစ်ခါစပကြီးသေးကြီးညှို့ချိုးပါပါပေါ့နော်။အဲ့ဒါကကြတော့တစ်ဖက်လူကိုညှို့ငင်တဲ့တက်ပေါ့။အဲ့ဒါရဲ့ CQ ရဲ့ဒီတပေါင်းလာပြည့်နေမှာပေါင်းစုပြီးတော့တွေးတာ။တွေးတဲ့အခါမှာလဲဟလာအရင်ဦးဆုံးအပြိုပေါ်တွေကနေပြီးတော့မှစပြီးတော့တွေးမှာပါ။အပြူ15နှစ်16နှစ်အပြူပေါ်ဝင်စအကုန်လုံးကဒီမှာမိန်းကလေးယောက်ျားလေးတွေအကုန်သွင်းမယ်အရင်ကတော့မိန်းကလေးသွင်းမယ် ်ယောက်ျားလေးတွေးမယ်ပေါ့နော်ဒါဆေးဖော်မယ်အပိုင်းကြရင်ကျွန်မဆက်ပြီးပြပြပါမယ်အဲ့ဒီအရင်လွန်ခဲ့တဲ့နှစ်ပေါင်း20ကတည်းကအဘာနဲ့အတူတူကဆေးဖော်ပြီးတော့မှအဲဒီဆေးရဲ့အကြောင်းကိုကျွန်မတို့ကသိကြရတာပေါ့နော်လေ့လာကြရတာအဘကအရင်တော့တပေါင်းမှဖော်တယ်နောက်ပိုင်းကျတော့ပွဲတစ်ခုနဲ့ပေါင်းပြီးတော့တစ်စားမုံမှဖော်ပါတယ်အဲဒါအရင်ဆုံးနေကကျမတို့ဘလို့စင်းမြင့်နဲ့ဘလို့ဖော်လဲဆိုတာအဲ့တော့တိတိတသာချမ်းမာကလေးကဒီစေးရဲ့အစွမ်းကကျမတို့ကသိပြီးသားပါဟဲ့လားဗာရောင်းကျင်လဲတို့လိုက် ဟလာလူအဘဆိုအရင် ပြောတယ်လူဆိုရင်လူတို့လိုက်တယ်ပစ္စည်းရောင်းထွက်လို့ဆိုရင်ပစ္စည်းကိုတို့လိုက်အောင်ပဲအဲ့လောက်ထိစွမ်းပါတယ်ဟုတ်ကဲ့အဲ့တော့အဲ့ဒါလက်တွေ့အသုံးပြုပြီးသားတယ်ပေါ့နော်ကိုကိုတိုင်းလည်းအရင်တုန်းကသူများတွေကိုလည်းချမ်းမာလာတဲ့လူတွေအရင်တော့ဝေပေးတယ်အဲ့လိုဝေပေးတယ်ကိုရီကိုကိုတိုင်းလည်းမျက်စိချိမာတယ်အဲ့ဒါတွေအသုံးပြုပြီးတော့မှစွန်သွားတဲ့လူတွေတွေ့ဘူးတယ်ပေါ့အဲ့အဲ့လိုမျိုးလေးပါဒါကတော့အရင်စဉ်ပြင်းတဲ့အသုံးပြုခဲ့တဲ့စေးအစွမ်းထက်တဲ့ဟာလေးကိုပြောပြပေးကြပါမျက်နှာပွင့်စေးပေါ့နော်အဓိကကတော့အဲအရင်တော့ကကြတော့ဈေးခေါ်မျက်နှာပွင့်လက်ပွင့်လို့ခေါ်တာ ဒါပေမဲ့အဲ့ဒါကိုကျွန်တော်တို့ကဒီအခုအခါမှာကြတော့ပိယဒနာလို့ခေါ်တာပေါ့အတူပါပဲအဓိပ္ပာယ်ကတော့ဟလာပိယဒနာဆေးဖို့ဝဲလို့ပြုလုပ်ရခြင်းအကြောင်းကြီးကဒီမှာကျွန်တော်တို့ကခုနပြောတဲ့ဆေးတွေပါမယ်စေးတွေပါမယ်ဒီတက်ပို့ပြီးတော့ပြည့်စုံအောင်ဇလွေးလွေးချိုးချင်းဘာတွေပါသေးလဲဆိုလို့ရွှေချင်းခုနကပြောတဲ့နံပါတ်1အစင်းအနေနဲ့ကတော့ဒီမှာကျမတို့ခဏနေဒီမှာအလန်အလန်ထူမယ် သာသနာအလံပေါ့နော်သာသနာလံထူမယ်ပြီးရင်ကျမရဲ့ကမ္ဘာ့ဆန်းရေးဆမစင်လိုင်းနေဆိုတဲ့ဟာလေးပါမယ်ဒါကတော့ဟိုဘာပြောခုနကသားသမီးအားလုံးကိုကျမဥဆောင်ပြီးတော့လုပ်တယ်ဆိုတော့မေတ္တာမေတ္တာနဲ့ပေါ့နော်အဲ့ဒီမှာကျမရဲ့နာမည်ပါမယ်ပြီးအောက်ကဆူတောင်းလေးပါမယ်ဆူတောင်းလေးပါမယ်အဲ့တော့ကြီးကအောင်မြင်တူတက်ပါစေချမ်းသာပါစေဆိုအဲ့ဆူတောင်းပါတဲ့အလံဟောအရင်ဆုံးသာသနာအလံဝင်မှာဖြစ်ပါတယ်ထူမယ်အဲ့ဒါထူပြီးွားပြီဆိုတာနဲ့ကျမတို့ကလမိုင်းမြောက်မှာလမိုင်းမြောက်တယ်ဆိုတာက ဒီမှာကျွန်မတို့ဟလာဟိုဖျားပွဲသာသနာပွဲဝိဇာပွဲစေပွဲအားလုံးဒီမှာပွဲတွေတိုက်ပွဲเนาะနောက်တစ်ခါလက်မင်းကြီးလေးပါပွဲနောက်တစ်ခါအဲ့လိုပွဲတွေအစီအစီလက်မိုင်းပွဲကစလို့အားလုံးပါပါတယ်ပွဲတစ်ပွဲမှာတော့အဲ့တော့အဲ့လက်မိုင်းပွဲကိုလည်းမြှောက်မှာဖြစ်ပါတယ်လက်မိုင်းပွဲခဏနေကြရင်အလန်တူရနဲ့လက်မိုင်းမြှောက်မယ်ပေါ့နော်အကိုတို့လည်းအဆင်အဆင်တွေ့ရမှာဖြစ်ပါတယ်ဒါလေးလက်မိုင်းမြှောက်ပြီးဆိုရင်စေဖို့ပွဲစမယ်စေဖို့ပွဲစတဲ့အခါမှာခင်ဗျာအပြူတော်တွေအပြူလေးပေါ့နော်အပြူတွေအတွက်ကလည်းတည်တံလက်မိုင်းပွဲအပြူပွဲဆိုတာအတ်ထားပါတယ် အပြူပွဲအဲ့ဒီပွဲနဲ့တကွာကျမတို့ကတေချာအကြအနာလုပ်ထားပါသူတို့ကပွဲကင်ပြီးတော့မှအဲ့ဆေးတွေသွေးကြမှာမင်းကလေးအပြူတွေမင်းကလေးတွေပြီးတော့မှယောက်ျားလေးတွေဝင်မယ်ယောက်ျားလေးပြီးွားပြီဆိုလို့ရွှေရှင်ကျမတို့ကဘာပါလဲဆိုရင်အဲတွဲလက်မြဲတဲ့လူတွေပေါ့နော်သစ္စာရှင်တွေပေါ့အခုချိန်ထိရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဟဲ့လားညာလည်းဖြစ်တယ်ပြန်လည်းချစ်တယ်ဒါပေမဲ့အခုချိန်ထိသစ္စာရှိစားနဲ့တွဲလက်မြဲနေတဲ့အိမ်တော်သေးတွေဇုံတွဲတွေရှိပါတယ်အဲ့တော့အဲ့ဇုံတွဲတွေကဟဲ့လားသစ္စာရှိရှိနဲ့ဒီထဲကိုပါဝင်မယ်ဒါသူတို့လည်းစေးသွင်းမယ် နောက်တစ်ခါမူရိတာပွားနိုင်တဲ့လူတွေမူရိတာပွားနိုင်တဲ့ချစ်ချင်းမြတာဆိုတာဘာလဲဆိုရင်အဲမုဆိုးမတွေကိုယူရတာပါဘာမှလူပြောရင်တော့မုဆိုးမတွေဒီသူတို့ရဲ့အိမ်တော်ဘက်ကအဲမရှိတော့ဘူးသို့တော့တခြားသောအိမ်တော်ဘက်တွေနဲ့ပတ်သက်လာလို့ရှိလို့ရှိတယ်တခြားသောအိမ်တော်ဘက်တွေကိုသူတို့ဒီအဲမြစ်တာထားတယ်နော်တခြားသောအိမ်တော်ဘက်တွေကိုမြစ်တာအော်အတွဲလိုက်သူတို့တွေလင်မယားတွေအိမ်တော်ဘက်တွေအဆင်ပြေနေကြပါလားဆိုတော့မြစ်တာမျိုးကိုသူတို့ထားတယ်အဲ့ဒါကမူတာပွားနိုင်တယ် အဲအမျိုးသမီးတွေပေါ့နော်နောက်တစ်ခါချစ်ချင်းမြတ်တာပေးတဲ့အမျိုးသမီးတွေအဲ့ဒါကတော့တကူလက်တွေပါဘာဖြစ်လို့လဲဆိုတော့သူတို့မှအဲအိမ်အောင်ဖက်တော့မရှိတော့ဘူးဒါပေမဲ့သားသမီးတွေရှိရှိနေတယ်အဲ့ဒီသားသမီးတွေကိုလည်းသူတို့ကချစ်ချင်းမြတ်တာတွေမယုတ်ရော့စေဘူးဒါပေမဲ့သူတို့ကိုချစ်တဲ့သူတွေကိုလည်းသူတို့တွေ့ကျင်တယ်ဟာလားတကူလက်တွေဆိုတာဟုတ်တယ်မလားဒါသူတို့ကိုတကယ်မြတ်တာရှိတဲ့လူတွေကိုလည်းတွေ့ကျင်တယ်အဲ့လိုမျိုးတကယ်မြတ်တာရှိတဲ့လူတွေကိုတွေ့တဲ့အခါကျရင်လည်းသူတို့ရဲ့ချစ်ချင်းမြတ်တာအပြည့်အဝကပေးဖို့အတွက်ကသူတို့ကစောင့်နေတဲ့သူတွေလို့ပဲကျွန်မကလက်ခံတယ်အဲ့တော့အဲ့ဒီသူတွေလည်းပါပါတယ် ဟုတ်လားနောက်တစ်ခါကကြတော့လှပြူပူလေးပေါ့နော်လှပြူပူလေးဆိုတာကကြတော့ဘာလဲဆိုတော့တောက်ပါတဲ့လှပြူပူလေးရှိပါတယ်အဲ့ဒါကကြတော့မြင်လာနဲ့သူတို့ကအဲချစ်ခင်နဲ့ဆွဲလန်းနဲ့အဲ့ဒါကတနည်းအားဖြင့်ပြောမယ်ဆိုဆွဲဆောင်မှုရှိတဲ့မိန်းကလေးတွေပေါ့နော်သူတို့ကတော့နေရာတနည်းအားရပေးထားတာပေါ့အဲ့လိုအမျိုးသမီးလေးတွေလည်းပါပါတယ်အဲ့ဒီအစီအစဉ်တိုင်းကျွန်မတို့ကခုနကပြောတဲ့စေးတွေကိုသွေးมาဖြစ်ပါတယ်လာဝါတက္ကနိနာတမနောကာမေတုအနိယခေရံ နာဟိသာဒုက္ခပတိယာပုနာရေတိသာဓုပုံပြပါသာဓုသာဓုသာဓုသူ့အဆင့်နဲ့သူသွားတာပေါ့အရင်ဦးဆုံးတော့အပြူစင်စစ်စစ်သူတွေပဲသွားမှာ ဲ့တော့ခုနကပြောသူကအပြူစစ်လားမစစ်လားအဲ့လိုမင်းနေအောင်မဟုတ်ကျွန်တော်တို့ပွဲတင်ထားတယ်ဒီကလေးတွေထဲမှာလည်းအဲပြောမယ်ရေးဆိုရင်ဒီအပြူစစ်မစစ်လိုက်မစစ်ဘူးကျွန်တော်တို့ကသို့တော်ဒီကလေးတွေဒီကျွန်တော်တို့ရဲ့မျက်စိအရေးအောက်မှာကြီးရတဲ့ကလေးတွေအကုန်ပါပါတယ်ပြောမယ်ဆိုကိုယ်တပည့်သားသမီးတွေရဲ့တပည့်တွေပဲအဲအဲ့လိုမျိုးလေးလေသူတို့တွေအခုကြောင်းတက်နေတဲ့အရွယ်တွေအဲ့ကလေးတွေပဲအဲ့တော့သူတို့ကတော့အဲပထမအဦးဆုံးအဆင့်အနေနဲ့တွားတွေ့ခိုင်းပါပါအဲ့တော့ပွဲခုနကပြောတယ်ပွဲတင်တာလေအဲ့တော့သူတို့တွေစစ်ပစစ်ဆိုတော့သူတို့ကပွဲကင်ပြီးအကုန်ဝင်သွားကြပဲအဲသူတို့အဲ့ဒါနဲ့ပဲ လှုပ်တာပေါ့နော်အဲ့လိုမျိုးလေးစစ်မစစ်ကတော့တိတာလားအဲသူတို့ကသူတို့ပွဲကန်ယူဝင်သွားမယ်လို့ကျွန်တော်တို့ကတော့ chance ပေးတာပေါ့တစားမုံလာပြည့်နဲ့တပေါင်းလာပြည့်ပေါ့တစားမုံနဲ့တပေါင်းနဲ့ကိုစစ်ဖို့ပွဲကအဲပြုတ်လုပ်ပါတယ်တစားမုံမှမလုပ်ရင်တပေါင်းမှလုပ်တယ်ပေါ့နော်အဲဒီတပေါင်းလာကြတော့ဒီတစ်နှစ်မှာပေါင်းစည်းစေတဲ့တက်ရဲ့ဟဲ့လားကျွန်တော်တို့ဒီဘက်ကဗီဒင်အရလည်းနှက်ခတ်တ ਾਇ ရာဆိုရင်ဒီနေ့ကအရန်ကောင်းပါတယ်ဒါကြောင့်မလို့ဒီနေ့လေးကိုရွေးချယ်ပြီးတော့ပြုတ်လုပ်တာဖြစ်တယ်ပြီးတော့ကျွန်တော်တို့ဒီစေးတွေဒီ ေးပေါ်မဲ့ဈေးတွေဒီအကုန်လုံးကဘာလို့လဲဆိုလားပြင်းနေတိုင်းလားပြင်းနေတိုင်းမှာလိုက်အောင်ခံလာတာလားပြင်းနေတိုင်းမှာလိုက်အောင်ခံလာတယ်အဲ့ဒီဟာတွေပါအောင်ပါတယ်အဲ့လိုအဲ့လိုဂမ်ဘီယာဆန်တဲ့ဟာတွေပါပါတယ်လာရောက်ခံထားရဆိုတာဟုတ်ပါတယ်။လာရဆွဲငင်နဲ့တက်ပေါ့။အဲလာပြီးနေဆိုရှင်ဒီရေတွေတက်တယ်။တော့ငပိအိုးရရေတွေရှန်တယ်။အမျိုးသမီးတွေလာအောင်ခံပြီးဆူတောင်းလို့ရှိလို့ရှင်ပြရတက်တိုးစီတယ်။အဲအဲ့လိုမျိုး ပစံဒီဆိုလောက်အောင်ခံလာပြီးတော့မကို့အတွက်အဆောင်ဖြစ်ထားမှာဆိုအဲ့ပစံဒီအဆွဲတဲ့ထဲထားရတယ်ထပ်ပြီးတော့ပွားတယ်ဗောနော်အဲအုံတိရရဲ့ရေတွေဆိုပြည့်တယ်ကလောက်အောင်လောက်အောင်ရဲ့လောက်ရဲ့ဆွဲအားကြောင့်မြစ်တာကြီးနဲ့ပတ်သက်ပြီးတော့အပြိုကြီးတွေဖြစ်နေလို့ဟဲ့လားသူ့ရဲ့အိမ်တော်ဘက်ကျင်ပေါ်ဘက်ကိုလိုချင်တဲ့သူတွေကလည်းသူ့ရဲ့မြစ်တာကြီးတော့သူအသုံးပြုမှာပဲအဲအသုံးပြုနေရလဲလွယ်လွယ်လေးပဲနှစ်ဖူးလေးစံစားလေးတွုံမယ်ဟဲ့လားဒါကိုသုံးမယ်နောက်ပြီးတော့ဗာလဲရေချိုးတဲ့အခါမှာတစ်စံတစ်စံထည့်မယ်ထည့်ချိုးလိုက်မယ်ဒါပဲဟဲ့လားအိမ်တော်တွေဖို့ကသူ့ရဲ့အိမ်တော်ဘက်ချစ်ချင်းမြစ်တာကိုသူတို့လိုချင်မှာပဲ အဲ့တော့အိမ်နောက်ဘက်ကကြာလာရင်သွေးအေးလာတယ်ရှိတယ်လေအဲ့ဒီအတွက်ကိုသူတို့အသုံးပြုမယ်ဟလာဒါပဲနောက်တစ်ခါငယ်တဲ့သူတွေကြတော့စမ်းပွင့်ခြင်းလေအပွင့်လုံအောင်သုံးရင်အများကြီးသုံးရင်ဟလာဒဗလင်းလုံးလောက်ချပြီးသုံးရင်သူတို့ကသူတို့မထိန်နိုင်ဖြစ်မှာလေသုံးကလေးကတခါလေးပြပြလိုက်တယ်နော်အများကြီးတော့မလုံးနဲ့ဟလာဒဇက်ဆိုရင်ရပြီဒါစေးကောင်းရင်ဒဇက်ပဲဒဇက်စီပဲသုံးရပြီဒဗလင်းလုံးလောင်းထည့်ရင်တော့ကိုယ့်အနေကိုရှင်းရမှာဘလို့ခံစားခဲ့ရလဲဆိုတော့ဟိုကျွန်မတို့ ကျမတို့ကအဘဆိုင်မင်းတင်ခါရဲ့တပည့်တွေပါနော်ခုနကမိမဆက်လက်ရအောင်ဖြစ်ပါစေလို့ပါအဘရဲ့တပည့်တွေပါအဘရှိတုံးကလေးကဟိုရည်စရာအနေနဲ့အများရန်ပြောတယ်အဘရှိမှဆေးဖို့ကွာအဲဆေးတွေကဝေတာအဘဝေတဲ့အခါကျရင်အဘမှာကကြတော့အဲလူမျိုးစုံလာသလိုမျိုးခုနကမေတီလာရှင်တို့ဘာလို့လဲပါလာတတ်တယ်ဒီခါကျအဲဒီခါကျတော့အဘအောင်မေတီလာရှင်တွေဘာလဲပါလာခါကျဆေးဝေတဲ့ခါကျကျမတို့ကကလေးတွေသူတို့အရွယ်တွေကိုကလေးတွေဆိုအကုန်လုံးဝေကြဝေတဲ့ခါကျရင်လက်တွေမှာစီတွေပေးတယ်လေအဲဆေးပလင်းကပလင်းလေးရအဆုတ်လေးရစီတွေပေးတယ် ကဲဆေးဝေးတဲ့တည်းမှာကလေးတွေမြေတီလာရှင်တွေပါတယ်နော်ဆရာလေးတွေရောင်ပြီးတော့ခေါင်းမတုပ်လိုက်နဲ့နော်ခေါင်းတုပ်လိုက်စွန်ဝိုင်းကျွန်တော်မှပြဿနာတက်ဖို့ရှိရဆိုအဲ့လိုမျိုးအမြဲတမ်းအဘာစတဲ့နောက်တဲ့အနေနဲ့ပြောနေကြပါနော်အဲ့လိုမျိုးတွေအဲ့တော့ဟိုဒါသာသနာကိုထိခိုက်တာတော့မဟုတ်ပါဘူးနော်အဘာဆေးဆွမ်းတယ်ဆိုတဲ့ဟာကိုကျမတို့ကမျက်စိနဲ့အဲ့လိုမျိုးတွေမြင်နေကြဒီခါလေးကျရင်အဲ့လိုလူ့ထွက်တာတွေလည်းရှိတယ်ဗောနော်အဲ့လိုလေးတွေရှိပါတယ်ဒါဆေးဆွမ်းကြောင်းပြောရင်လည်းဟိုဘက်ကပြောသလိုဖြစ်မှာစေလို့နော်အဲအဲ့လိုမျိုးတွေစွမ်းပါတယ် ဟုတ်ကဲ့ဒါစိတ်ဝင်ပါရတာ2.20ကျော်လေဟာအရင်တော့ဆိုရင်အဘားရှိတုန်းကဆိုရင်2ပေါင်း20ကျော်ပါတယ်ကျမတို့ကတော့ဒီဘက်ခေတ်ကာလအရဆိုရင်ကျမတို့ဒီဘက်မှာလုပ်တာဒါ3နှစ်မြောက်ပါဟုတ်ရန်ကုန်မှာလုပ်တာ3နှစ်မြောက်ကျမတို့စေးဖို့ပြီးပြီးချင်းဆိုရင်ဒီမနက်ဆိုရင်တော့ ဝေပေးတယ်ဗောနော်ဒီမလဲဆိုအားလုံးဝေမယ်နောက် online ကနေလုပ်နေတာဖြစ်တဲ့အတွက်ခမရဆိုင်ရေ page ကနေပြီးတော့အဲဆက်သွယ်ထားပြီးလက်ဆောင်လိုချင်တယ်လို့ပြောထားတဲ့လူရှိတယ်အဲ့ဒီတွေဆိုလဲကျမတို့အိမ်တိုင်းရရပို့ပေးမယ်ဒါလက်ဆောင်အနေနဲ့ဗောနောက်ပိုင်းကြာရင်တော့ကျမတို့ကဘူးလေးညနေတေးတက်ထုတ်ပြီးတော့မှအဲသူ့ကိုတံပိုးတစ်ခုအနေနဲ့ထားပြီးတော့မှကျမတို့ဟိုရောင်းချပေးမယ်ဗောနော်အဲ့လိုလေးလုပ်ပေးမယ်တုံးလို့ရတယ်လို့ဘာသူမဆိုဒါပေမဲ့ခုနပြောသလိုကိုယ့်ရဲ့ရည်ရချက်ကောင်းကောင်းလေးနဲ့အသုံးပြုမယ်ဆိုလို့ရှိရင်အဲကိုရီးယားဘွားမှာလဲဂုံချက်တည်တင့်တယ်စီတယ်နံပါတ်၁ကကျမတို့ကဒါဂုံချက်တည်ရေဗောနော်မိကလေးဆိုလဲဂုံချက်တည်ရေရှိဖို့လိုတယ် ကျက်တီရရှိလာရင်မိကလေးတွေစီစဉ်ဥစ္စာအလားတရားတယ်ဟလာမိကလေးတွေအလားတရားရှိလာတယ်ဆိုတော့ခုနကပြောသူပြရဒနာပြရဒတ်တွေကြိုးလာရင်ဒနာဥစ္စာနောက်ကနေလိုက်လာမှာပဲဒါမျိုးလူပြောချင်တာပါဒါကြောင့်မလို့ဒီစီးရဆွမ်းပါတယ်တုံးကြည့်ပါကျွန်မတို့လည်းသေချာပြုလုပ်ထားပါတယ်ဒီမှာအခုတို့လည်းခဏနေရိုက်လို့ရှင်တွေ့ပါပါနော်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်